အဲလက်စပေါ့ချန်နယ်ကနေကြိုဆိုပါတယ်။အားကစားနဲ့ပတ်သက်တဲ့စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကိုအပတ်စဉ်တင်ပြပေးမှာမဟုတ်။ Channel လေးကို Like and Subscribe လုပ်ဖို့မမေ့နဲ့နော်။ပြီးပါအောင်လို့ရယ်ဆမ်မမတ်ဘာရီယာကွင်မှာကျင်းပခဲ့တဲ့2024-2025ဂျူရူဘာရီဘိုလူကွဲဟာ Tottenham Hotspur နဲ့ Manchester United တို့အတွက် DRD ရဲ့အထွတ်ထိပ်ကွဲစဉ်တစ်ခုဖြစ်ခဲ့ပါတယ်။နောက်တင်စလုံးဟာဥရောပရဲ့ဒုတိယအဆင့်အမြင့်ဆုံးဆူပလာကိုရယူဖို့နဲ့နောက်ရသည့်ချန်ပီယံလိဝင်ရဲ့အတွက်ဦးစားပေးရှင်နိုင်ကြပါလိမ့် ကွဲမစတဲ့နေမှာတော့တုံးတဲ့သူတွေက Manchester United ကိုအနှဲငယ်အသားရမယ်လို့ခံနိုင်ခဲ့ကြပါတယ်။ဒါပေမဲ့ဓာတ်တွေမှာတော့ပွဲအချိန်ဟောင်းကအစပိုင်းမှာတော်တော်လေးတင်းပါပြီ။တတိကြီးကြီးနဲ့ကစားကြကြတာကိုတွေ့ရပါတယ်။မတင်စလုံးဟာအမိုင်းနော်ဘာစီဘုံနဲ့ခန်းစစ်ကိုဦးစားပေးပြီးတယ်မန်တိုက်စစ်ကနေအခွင့်အရေးယူဖို့ကြိုးစားနေပုံရှာပါတယ်။ပထမပိုင်းမှာတော့နှစ်သင်းစလုံးဂွေရရှိဖို့အခွင့်အရေးအနေနဲ့စီကြားခဲ့ပေမယ့်တိကျတဲ့အဆုံးတက်မှုတွေအားနည်းနေတာကိုတွေ့ရပါတယ် မန်ယူဟာဘောလုံးကိုပိုပြီးပိုင်ဆိုင်မှုကြိုးစားခဲ့ပေမယ့်စပိုင်းရဲ့စင်းတကြဖွဲ့စည်းထားတဲ့ခံစစ်ကိုထိုးဖောက်ဖို့အတော်လေးရုန်းကန်ကြရပါတယ်။တစ်ဖက်မှာလည်းစပါးဟာပြည်မြန်တဲ့တောင်ပံကစားသမားတွေကိုအုံပြူပြီးတံမြန်တိုက်စစ်ကနေမန်ယူနောက်တန်းကိုချိန်ချောက်ဖို့ကြိုးစားခဲ့ပါတယ်။ပထမပိုင်းပြီးဆုံးကနေမိနစ်၄၀ကျော်မှာတော့ကွဲရဲ့တလုံးနဲ့တော့အနိုင်ကိုပေါ်ပေါက်ခဲ့ပါတယ်။ညာချမ်းကနေပေထရိုပိုလိုရဲ့တိကျတဲ့ဖြတ်တင်ပေးမှုကို Brandon Johnson ကလူရှော့ကိုကျော်ဖြတ်ပြီးအပန်းကန်သွင်းယူသွားခဲ့တာပါ ဒီကိုဟာစပားအသင်းကိုပထမပိုင်းပြီးမှဥဆောင်မှုရရှိစေခဲ့ပါတယ်။မန်ယူအသင်းအနေနဲ့ပထမပိုင်းမှာခြေပါကိုရဖို့အချိန်နှဲငယ်ကြံနေမယ်။ထူးထူးခြားခြားတိုက်စစ်ဆင်မှုမပြုလုပ်နိုင်ကြကြပါဘူး။ဒုတိယပိုင်းမှာတော့မန်ယူအသင်းဟာရှုံးနိမ့်နေတဲ့အတွက်ခြေပါကိုရရှိဖို့ပိုပြီးဖိအားပေးကစားလာပါလေ။မိပြရူဘင်အမော်ရင်ဟာတိုက်စစ်ကစားသမားတွေကိုလူစားလဲပြီးအသင်းရဲ့တိုက်စစ်ပိုင်းကိုအင်အားမြင့်တင်မှုကြိုးစားခဲ့ပါလေ။မန်ယူဟာကိုရနိုင်တဲ့အခွင့်အရေးတချို့လည်းရရှိခဲ့ပါတယ်။ တိုက်စင်မှုရက်ရှမွန်ဟော်လန်ရဲ့အကောင့်တိုက်ချက်ကိုစပါးနောက်ခံလူမစ်ကီဘန်ဒီဘန်ကဂိုးစည်းပေါ်ကနေအန်ဟောဝယ်ကကာကွယ်တော့ခဲ့တာ။မန်ယူအတွက်တကယ်ကိုနင်းလာစရာကောင်းတဲ့အခိုက်အတန့်တစ်ခုပါပဲ။ကွဲရဲ့နောက်ပိုင်းမိနစ်တွေမှာလည်းမန်ယူကတိုက်စစ်ကိုအဆက်မပြတ်ဖိအားပေးခဲ့ပေမယ့်စပါးရဲ့စူးစူးညီညာတဲ့ခံစဉ်နဲ့ဂိုးသမားဂူဂီမိုဘီကာရီယိုရဲ့လက်စွမ်းကောင်းမှုတွေကြောင့်ခြေပါကူမရရှိခဲ့ပါဘူး။နောက်ချင်းချင်းပို9မိနစ်ထိပေးခဲ့ပေမယ့် မန်ယူအတွက်ဘိုးကံမကောင်းခဲ့သလိုစပိုင်းရဲ့ခံစစ်ကလည်းအကောင်းလုံးလာကြောင်းနောက်ဆုံးမှာတော့တော်တင်ဟော့စပါတင်ဟာတကိုးစီးလို့နဲ့အနိုင်ရရှိပြီး2024 2025ယူရိုပါလိချန်ပီယံဆစ်ကိုဆုတ်ခွာသွားနိုင်ခဲ့ပါတယ်တော်တင်ဟော့စပါကိုတကိုးစီးလို့ဖြစ်ရှုံးလိုက်ခဲ့သောယူရိုပါလိပိုလိုပွဲသည်မန်ချက်စတာယူနိုက်တက်အသင်းလက်ရှိရင်ဆိုင်နေရသောအားနည်းချက်များနှင့်ပြဿနာများကိုပေါ်လွင်စေခဲ့ပါသည်။ဘူလူဝဲရှုံးနိမ့်မှု၏အဓိကအကြောင်းရင်းတွေကတော့နံပါတ်1တိုက်စစ်ပိုင်းထိအောင်မှုအားနည်းခြင်း ကစားဝဲတရှောင်းမန်ယူသင်းသည်ဘိုးရရှိရန်လုံလောက်သောအခွင့်အရေးများကိုဖန်တီးနိုင်ခြင်းမရှိခဲ့ပါဘူး။ဟိုက်စင်မူရရှမွန်ဟော်လန်သည်လုံလောက်တဲ့ပြေပုံမှုမရခဲ့သလိုတော်မန်ကစားသမားများ၏အဖြစ်အပျက်များသည်လည်းတိကျမှုအားနည်းခဲ့ပါသည်။ကိုင်းနိုင်ကစားသမားများ၏ထိုးပေါက်တိုက်စစ်စင်မှုများသည်လည်းထိရောက်မှုမရှိခဲ့သောကြောင့်စပိုင်း၏ခံစစ်ကိုထိရောက်စွာချေရောက်နိုင်ခြင်းမရှိခဲ့ပါဘူး။ကိုရရှိရန်အခွင့်အရေးလင်းငယ်ရခဲ့သည့်တိုင်အောင်အဆုံးသက်ပိုင်းတွင်တိကျမှုအားနည်းခြင်းကြောင့်ကိုဖြစ်ပြောင်းလဲနိုင်ခြင်းမရှိခဲ့ပါဘူး။ နံပါတ်2တွင်လေဤဒိန်ချုံမူအားနေခြင်းမန်ချက်စတာယူနိုက်တက်၏ကွင်းလေသည်စပါးကွင်းလေ၏ပြားပေးမှုကိုကောင်းစွာကြော်လွှားနိုင်ခဲ့ပါသည်။ဘောလုံးကိုတည်ငြိမ်စွာထိန်းချုပ်နိုင်မှုအားနည်းခြင်းကြောင့်တိုက်စစ်ကိုရွယ်ကူစွာတည်ဆောက်နိုင်ခြင်းမရှိခဲ့သလိုရူနိုဖာနန်ဒက်ကဲ့သို့ပန်တီးမှုကောင်းမှုသည့်ကစားသမားပင်စပါးကွင်းလေ၏ထိန်းချုပ်မှုအောက်ကျောက်သွားခဲ့ရသည်ကိုတွေ့ရပါသည်။ကွင်းလေမှာတိုက်စစ်သို့ဘောလုံးပေးဖို့မှများသည်လည်း တိကျမှုနှင့်အချိန်အဟောင်းမှမှန်ကန်သောကြောင့်စပားခန့်စစ်ကိုထိုးဖောက်ရန်ခက်ခဲခဲ့ပါသည်။နံပါတ်3ခန့်စစ်ပိုင်း၏အမှားယွင်းများနှင့်စူးစီးမှုအားနေခြင်းကိုပိလိုက်ရသည့်အခိုက်အတန့်တွင် မန်ယူနောက်ခံလူလူရှော်သည်ဘရန်နန်ဂျက်ဆန်ကိုကောင်းစွာမကာကွယ်နိုင်ခြင်းကခန့်စစ်ပိုင်း၏အားနေချက်ကိုပြသခဲ့ပါသည်။ထို့အပြင်ကွဲစင်တစ်ချောင်းလုံးခန့်စစ်ကစားသမားများအကြားဆက်သွယ်မှုနှင့်စူးစီးမှုအားနေသည့်ကိုလည်းတွေ့မြင်ခဲ့ရပါသည်။ စပိုင်းတမန်တိုက်စစ်များကိုကာကွယ်ရတယ်။နေရာယူမှုအာဏာရှင်နဲ့တအူးချင်းတိုက်ခတ်မှုများကိုကောင်းစွာမရင်ဆိုင်နိုင်ခြင်းတို့သည်မန်ယူအတွက်အခက်အခဲများဖြစ်စေခဲ့ပါသည်။နံပါတ်၄စိတ်တပိုင်းဆိုင်ရာခံစားမှုအာဏာရှင်အရေးပါသောဘလူပွဲကဲ့သို့သောကွဲမျိုးတွင်အသင်း၏စိတ်တပိုင်းဆိုင်ရာခံစားမှုသည်အလွန်ရေးကြည်ပါသည်။သို့သောမင်းတစားသမားအချို့တွင်ရှုံးနိုင်နေခြင်းနဲ့ပြန်လည်တုံ့ပြန်နိုင်စွာနှင့်အသိဉာဏ်အတွက်အာခုံထုတ်ကစားလိုသောစိတ်ဓာတ်လိုအပ်နေသည်ဟုတောင်းတဲ့သူများကပြောဆိုကြပါသည်။ ဥဆောင်ကိုပေးလိုက်ရပြီလားအသိဉာဏ်တုတ်ပြန်မှုသည်အားရစရာမကောင်းခဲ့ပဲစိတ်ကြကြစင်းနေသောပုံစံကိုမြင်တွေ့ခဲ့ရပါတယ်ဒီချက်များသည်ယူရိုပါလိဘောလုံးပွဲတွင်မန်ချက်စတာယူနိုက်တက်ရှုံးနေခဲ့ရခြင်း၏အဓိကအကြောင်းများဖြစ်ပါတယ်ဤအားနဲ့ချက်များကိုမဖြေရှင်းနိုင်ပါကဒါမဲ့ရာသီများတွင်လည်းအလားတူရလဒ်မျိုးများကိုထပ်မံကြောင့်လို့ရနိုင်လို့ရှိပါတယ်ယူရိုပါလိဘောလုံးပွဲတွင်ကြီးစံခဲ့ရသောရှုံးနေမှုသည်မန်ချက်စတာယူနိုက်တက်အသင်းနှင့်ဒါမဲ့ရာသီများနှင့်အနာဂတ်တွင်ပုံမှန်ကောင်းမွန်သောရလဒ်များရရှိရန်အတွက် မိသည့်ရံများတောင်းလဲရလိုသည့်ကိုရှင်းလင်းစွာပြသလိုက်ပါလိမ့်။ဒါဆိုရင်မချက်စာယူနိုက်တဲ့အတွင်ဘယ်ချက်တွေကိုအဓိကကြောင်းလဲတင်တယ်လဲ။နံပါတ်1ကစားသမားအင်အားဖြည့်တင်ခြင်းအသိဉာဏ်လက်ရှိအားနည်းချက်များကိုဖြည့်ရှင်းရန်အတွက်အရေးအသွေးမြင့်ကစားသမားတင်များခေါ်ယူခြင်းသည်မဖြစ်မနေလုပ်ဆောင်ရမယ့်အကိစ္စဖြစ်ပါလိမ့်။အထူးသဖြင့်ဘိုးနောက်ခံလူကွင်းလယ်ကစားသမားနှင့် တိုက်စင်မှုနေရာများတွင်ထိုက်တန်းအဆင့်ကစားသမားများကိုဖော်ပြခြင်းဖြင့်အသင်း၏အရေးအတွေးကိုတည်တသားမြင့်တင်ရမှာဖြစ်ပါတယ်။လက်ရှိကစားသမားများထဲမှာအချို့သည်အသင်း၏ဇာတ်လမ်းနှင့်မကန့်ညီတော့သောကြောင့်၎င်းတို့နေရာတွင်ပုံမကောင်းမွန်သောကစားသမားများဖြင့်အစားထိုးရန်လိုအပ်ပါတယ်။ဥပမာအားဖြင့်တည်ငြိမ်သည့်ခိုင်မာသောပုံနောက်ကလူဖန်နီးမှုနှင့်ထိုးပေါက်နိုင်စွမ်းရှိသောကွင်းလယ်ကစားသမားနှင့်ကိုယ်သွင်းနှောင်းမြင်မာသောတိုက်စင်မှုများခေါ်ယူခြင်းသည်အသင်းတော်များ၏အထောက်အကူပြုနိုင်ပါသည်။ နံပါတ်2ကစားဟန်တည်ငြိမ်မှုနှင့်ရှင်းလင်းသောနေပြူဟာနီးပြအပူပင်အမောင်းတွင်ဟိကစားဟန်ကိုကစားသမားများအတန်းကြရန်အချိန်ပေးဖို့လိုအပ်ပါသည်။ကွဲလမ်းတွင်တသမတ်ထဲသောကစားဟန်ကိုပြသနိုင်ရန်လက်ကျင့်မှုများအပေါ်မှလှုံ့ဆော်တဲ့ပါသည်။တိုက်စဉ်ခန်းစင်းနှင့်ကွန်းလေတို့၏ဟန်ကျဲညီမှုကိုထိန်းသိမ်းနိုင်ရန်ဒီကြည့်ပြီးကစားမများသည်မိသည့်ချိန်တွင်ပြရပေးရမည်မိသည့်ချိန်တွင်နောက်ဆုတ်ခံစေကစားမည်တိုက်စစ်ကိုမိတို့တည်ဆောင်ရမည်စသည်မိဘဝများကိုရှင်းရှင်းလင်းလင်းနားလည်ထားရန်လိုအပ်ပါသည် ပွဲအခြေအနေနဲ့မိဘအပြောင်းလဲလောက်ဆောင်နိုင်ရန်လည်းတည်ကျင့်ထားသင့်ပါတယ်။နံပါတ်၃စိတ်ဓာတ်ပိုင်းဆိုင်ရာတိုးတက်မှုအသိဉာဏ်စိတ်ဓာတ်ပိုင်းဆိုင်ရာခိုင်မာမှုသည်ရလက်ကောင်းများရှိရန်အတွက်အလွန်ရေးပါသောအခမ်းကဏ္ဍမှအပါဝင်ပါလေ။ကစားသမားများအကြားစီလုံးညီညွတ်မှုအသိဉာဏ်အတွက်အပြည့်အဝပြည့်စုံလိုသောစိတ်ဓာတ်နှင့်ချုံနှင်းမှုကိုလက်မခံသောစိတ်ဓာတ်များတည်ဆောက်ရန်လိုအပ်ပါလေ။ကောင်းဆောင်မှုရည်ရှိသောကစားသမားများကအသိဉာဏ်ကိုဦးဆောင်ပြီးခက်ခဲသောအခြေအနေများတွင်စိတ်တက်မြင့်တင်ပေးနိုင်ရပါမည်။ နိုင်ရလို့သောစိတ်ဆန္ဒအပြင်းထန်ထန်ရှိမှသာအသင်သည်စေကောမှုများကိုရင်ဆိုင်ကျော်လွှားနိုင်မှာဖြစ်ပါတယ်။နံပါတ်၄လူငယ်ကစားသမားများခွင့်ပြုတိုးတက်ရေးအသင်၏အကယ်ဒမီမှထွက်ပေါ်လာသောအရေးချင်းရှိသည့်လူငယ်ကစားသမားများကိုအခွင့်အရေးပေးခြင်းဖြင့်အသင်၏ရရှိအလားအလာကိုတိုးမြှင့်နိုင်ပါလေ။လူငယ်ကစားသမားများသည်အသင်အတွက်စိတ်ရထက်သန်မှုနှင့်တက်ကြွမှုကိုယူဆောင်လာပေးနိုင်ပြီးအတွေ့အကြုံရှိကစားသမားများနှင့်ပေါင်းစပ်ခြင်းဖြင့်အသင်၏အင်အားကိုတိုးချဲ့နိုင်ပါလေ။ ဒီချက်များကိုအောင်မြင်စွာအကောင့်ထဲပေါ်နိုင်မှလားမချက်စာရင်လိုက်တဲ့အသည်သည်လက်ရှိကြုံတွေ့နေရသောအခက်အခဲများမှရုံထွက်နိုင်ပြီးအောင်မြင်သောအနာဂတ်ကိုတည်ဆောက်နိုင်မှာဖြစ်ပါတယ်။ Jester United အသင်း၏လက်ရှိအနေပြရူဘင်မော်ရင်ကိုဆက်လက်ယုံကြည်သင့်သလားဟုသောမိကွန်သည်ဂျူနိုဘာရီပိုလိုဝဲတွင်ရှောင်းလိုက်ခဲ့ပြီးနောက်ပုံမရေးပါလာခဲ့ပါတယ်။အမော်ရင်သည်နေပြည်တော်ပိုင်းတွင်ထူးချွန်သူတို့အဖြစ်အသိမှတ်ပြုခံရရပြီးသူ၏ရခိုင်သင်းများတွင်အောင်မြင်မှုများရရှိခဲ့ပါတယ်။ သူသည်တိုက်စစ်ကိုတာပြီးတော့ကစားဟန်ကိုနှိမ့်သက်ပြီးလူငယ်ကစားသမားများကိုမြေတောင်မြောက်ဝေးရတွင်လည်းနမကောင်းရရှိထားသူဖြစ်ပါသည်သို့သောမန်ယူသင်းတော်ရရှိလာပြီနော်သူလားအောက်တွင် အသင်းရလက်များသည်တသမတ်သေးမရှိသေးပဲအရေးပါသောကွယ်များတွင်ရှုံးနေမှုများလည်းကြုံတွေ့ခဲ့ရပါသည်ယူရိုပါလိဘိုလိုကွဲတွင်ရှုံးနေခဲ့ခြင်းသည်ဒီပြပေါ်ထားရှိသောယုံကြည်မှုကိုစိုးရင်ပူအောင်များတိုးဝစေခဲ့ပါလေ။အသင်ကိုရည်ရှိတည်ဆောက်ရန်အတွက်ဒီပြတကူကိုအချိန်ပေးရန်လိုအပ်ပါလေ အမိုးရင်းကစားကွက်နဲ့အထွေးခွန်များကိုကစားသမားများအသားကျရင်အချိန်လိုအပ်ပြီးသူစိတ်ကြရကစားသမားများခွဲယူနိုင်မှသာအသင်းအလားလာကိုအပြည့်ဝမြင်တွေ့နိုင်မှာဖြစ်ပါတယ်။အာဆင်နယ်အသင်းသည်မိခင်အဒီတာကိုအချိန်ပေးခဲ့ခြင်းဖြင့်ယခုအခါပြန်ဆန်နိုင်သောအသင်းသင်းဖြစ်လာခဲ့သည်ကိုဥပမာဖြင့်ကြည်နိုင်ပါတယ်။အမိုးရင်းသည်နေပြည်တော်ပိုင်းတွင်တောင်တောင်မဟုတ်ကြောင်းသုံးသပ်သူများကကြီးကျူးကြပါတယ်။သူသည်ကွဲချိန်နေလိုက်ကစားကွက်ကိုပြောင်းလဲနိုင်ရရှိပြီး ။ပြန်မကိုတံမြန်တိုက်စစ်စင်ရတွင်ထိရောက်သောနီလန်များကိုတုံ့ပြန်တပ်ပါလေ။အမော်ရင်သည်လူငယ်ကစားသမားများကိုအခွင့်အရေးပေးလေရှိပြီး၎င်းတို့၏အရေးချင်းကိုမြင့်တင်ပေးရတယ်လေ။နံမဲကောင်းရရှိထားပါလေ။မန်ယူသင်းတွင်လည်းအရေးချင်းရှိသောလူငယ်ကစားသမားများစွာရှိရကြောင်းအမော်ရင်သည်၎င်းတို့၏အလားအလာကိုအပြည့်အဝဖော်ထုတ်ပေးနိုင်လိမ့်မည်ဟုညွှန်လင်းနိုင်ပါသည်။ထို့သောအမော်ရင်၏လက်အောက်တွင်မန်ယူသင်းသည်ရလက်ကောင်းများနှင့်ဆိုးရွားသောရလက်များကျော်ထွေးနေပါသည်။ အရေးပါသောကွဲများတွင်ရှုံးနေခြင်းသည်အသိဉာဏ်တိုးတက်မှုပေါ်မေခွန်းထုတ်စရာဖြစ်စေပါသည်အချို့သောတည်ရင်များအရအမော်ရင်နှင့်ကစားသမားချို့ကြားဆက်ဆံရေးသည်အကောင်းဆုံးခြေအနေတွင်ရှိမနေကြောင်းဖော်ပြကြပါသည်အသိဉာဏ်စည်းလုံးညီမှုနှင့်စိတ်ထပိုင်းဆိုင်ရာတည်ငြိမ်မှုအတွက်ဤပြနှင့်ကစားသမားများကြားကောင်းမွန်သောဆက်ဆံရေးသည်အလွန်ရေးကြီးပါသည်မန်ချက်စတာယူနိုက်တက်၏ဤပြအဖြစ်တာဝန်ယူခြင်းသည်ကြီးမားသောဖီးယားများနှင့်ရင်ဆိုင်ရခြင်းဖြစ်ပါသည် အမော်ရင်သည် EPM များကိုမိမြကောင်းစွာတိုင်တွေဖြစ်ရှင်းနိုင်ပြီလေဟုသောမိကုံးကလည်းရှိနေသေးပါတယ်။နောက်ဆုံးအနေဖြင့်နိဗျာရူဘင်အမော်ရင်ကိုဆက်လက်ယုံကြည်သင့်သလားဟုသောအဖြေသည်ရှုပ်ထွေးပြီးအချိန်နှင့်ရလဒ်များပေါ်တွင်မှုတည်နေပါတယ်။အသင်ကိုရေရှည်တိဆောက်လိုပါကအမော်ရင်ကိုအချိန်ပေးပြီးသူ့ရဲ့တွေးခေါ်များကိုအကောင့်ထဲပေါ်ခွင့်ပေးသင့်ပါတယ်။သို့သောလမ်းမရာသည်တွင်အသင်သည်ထင်ရှားသောတုဒ္ဒမှုများနှင့်ရလဒ်ကောင်းများကိုမပြသနိုင်ပါကဒီပြပေါ်ယုံကြည်မှုကိုထိန်းသိမ်းရန်ခက်ခဲလာနိုင်ပါသည်။ နောက်ဆုံးတွင်ဘုံခွဲဤဆုံးမြတ်ချက်သည်အမော်ရင်ဟာမိများယုံကြည်မှုရှိသည်လေအသိဉာဏ်ရရှိလာလာကိုမိတို့မြင်တယ်လဲဟူသောအချက်များပေါ်တွင်မူတည်နေမှာဖြစ်ပါလေဒါဆိုရင် အခုလက်ရှိပိတ်သက်ကြီးတို့ရဲ့အမြင်ကောဒီပြရူရဲ့အမော်ရင်ကိုဆက်လက်ယုံကြည်သင့်သလားကွန်မန့်မှာဝင်ရောက်ဆွေးနွေးပေးတော့ပါဦး